بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار أما بعد لذا تشكي يوري أبرو ميبا ميا ميكو مرمى ميا السلام عليكم ورحمة الله وبركاته الحمد لله وزا چنرو چی جمی می رو مرا الله شمع اچیمو تابنا چیزو پیو چنگو یسو الحمد لله رب العالمين الله شمع ای چرا موچن الله شمع ای چیزو رو سیزی نو چی می موچن جان تپن بیان لبی رو چنرو الله شمع ای تادنا رو ي. ဒုတိယအခြေခံဥပဒေဖြစ်သောဟာဒီစော်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာခွင့်ရရှိနေကြပါတယ်အယ်ဟမ်ဒူလီလာတမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်ကဖစ်ဖီလ်ဟာဒီသ်ဆာဟီဟီမင်္ဂနောဟာဒီစော်တပုတ်မှာဤကဲ့သို့ကျွန်တော်တို့ကိုမိန့်ကြားမှတ်တမ်းတော်မူခဲ့ပါတယ်ကောလာရာဆူလူဆလလာဟူအလัยဟီဝဆလမ်မင်ယူရီဒီလာဟူဘီဟီခိုင်ရွန်ယူဖကီဟူဖီဒီနီ အလ္လာဟ်ဟူရှင်မြတ်ကလူတို့ဥတျောက်တဲ့ကောင်းကျိုးကိုအလိုရှိတော်မူပြီဆိုလို့ရှိရင်ထိုတုကိုအလ္လာဟ်ရှင်မြတ်ကအစ္စလာမ်ဒါသနာတော်နဲ့ပတ်သက်တဲ့အသိပညာကိုရှင်းမြင်တော်မူတယ်အလ်ဟမ်ဒူလ illah အဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မယ်ဟာဒီစ်ကျမ်းကတော့မီအတူဟာဒီစ်လိလ်ဟိဇ်ကျမ်းရဲ့ဟာဒီစ်တော်တရားလို့အမည်ရတဲ့ဟာဒီစ်တော်ကျမ်းဒုတိယတွဲရဲ့ဟာဒီစ်တော်နံပါတ်83ကိုကျွန်တော်တို့အတူတူပါ လေ့လာကြံ့မှတ်တော်မှာဖြစ်ပါတယ်ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိန့်ကြားတော်မူထားတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းဝယ်ဖောက်ကားတဲ့အခါမှာအပေးယူလုပ်တဲ့အခါပေါ့နော်ရောင်းချင်းဝယ်ချင်းရောင်းဝယ်မှုပြုတဲ့အခါစီးပွားရေးပြုလုပ်တဲ့အခါပြီးတော့ကိုယ့်ရဲ့အကျွေးနော်တခြားတော်တို့မှာတင်နေတော့ကိုယ့်ရဲ့ကိုယ့်ရပိုင်ကိုအကျွေးကိုတောင်းတဲ့အခါမှာလွယ်ကူစွာအပေးယူ ပြုလုပ်ဖို့တမန်တော်မြတ်က တိုက်တွန်းတော်မူထားတဲ့ဟာဒီသော်ဖြစ်တဲ့ထိုကဲ့သို့လွယ်ကူစွာအပေးယူပြုလုပ်ခြင်းထုမြတ်မှုနဲ့ပတ်သက်ပြီးတော့ဒီဟာဒီသော်မြတ်ကြီးမှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုမိန့်ကြားတော်မူထားတဲ့ဟာဒီသော်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဟာဒီသော်မြတ်ကြီးကိုစတင်ပြီးတော့ကျွန်တော်တို့မလေးလာမီအလင်းမကြက်မှန်မီအလင်းဘာကြောင့်ကျွန်တော်တို့ဒီဟာဒီသော်ကိုလေ့လာရတယ်လေ နော်ကျွန်တော်တို့ဘာကြောင့်ဟာဒီတော်ကိုလေ့လာရသလဲဘာကြောင့်ကျွန်တော်တို့ကဟာဒီတော်ကိုယုံကြည်ရသလဲဘာကြောင့်ဟာဒီတော်ရဲ့အမိန့်တော်ကိုနာခံရသလဲဘာကြောင့်တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ကိုယုံကြည်ပြီးတွေ့ရအမိန့်တော်ကိုနာခံရသလဲဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိနားလည်ဖို့လိုအပ်တယ်တိုးမတန်ရင်ကျွန်တော်တို့ကစစ်မှန်သောမွတ်စလင်မုမင် အလ္လာဟ်ဟူရှင်မြတ်အာယုံကြည်တော်အရှင်မြတ်ဤကြီးကျွံဖြစ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ တရှိနိုင်ဖို့ရာအတွက်ဒီချက်ကိုတရှိနိုင်ဖို့ရာအတွက်ကုရ်အန်ကျမ်းတော်မြတ်မှာဆူရာတုန်နီဆာအီအမျိုးသမီးများကဏ္ဍကဏ္ဍနံပါတ်၄မြောက်ပေါ့နော်အမိန့်တော်80မှာအလ္လာဟူရှိမေကအတီလင်းအီကဲလို့ကျွန်တော်တို့ကမိန်ကြားတော်မူထားတဲ့အတွက်ကြောင့်ဖြစ်တယ်ဒီအမိန့်တော်ကတော့အူဇူဘီလာဟီမီနရှိုင်တန်ရာဂျီမန်ယူတီအူရာဆူလာဖကဒ်အတာအလ္လာဟ် ومن تولى فما أرسلناك عليهم حفيظا ريبك من يطع الرسول ميدوري تمن محمد صلى الله عليه وسلم أمين أبو ناكن سروشين تدوري الله شمعي أمين أبو ناكن شمعي بشباري ومن تولى فما أرسلناك عليهم حفيظا ميدوري တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမ်အိအမိန်တော်ကိုနာခံခြင်းမရှိဘဲမျက်နာလွဲကြောခိုင်းခဲ့မယ်ဆိုလို့ရှိရင်အိုးတမန်တော်အဲ့ဒါလိုကြောခိုင်းတော်သူများအတွေ့နော်အတင်းကိုယုံကြည်ခြင်းမရှိအတင်းရဲ့အမိန်ကိုနာခံခြင်းမရှိမျက်နာလွဲကြောခိုင်းတော်သူများအတွေ့အတင်းကိုငါရှင်မဲ့ကတာဝန်ယူတော်သူကြီးကျယ်အုပ်ထိန်တော်သူစောင့်ရှောက်တော်သူအဖြစ်နဲ့ဆေးလုခဲ့ခြင်းမရှိဘူးဆိုပြီးတော့အမိန်တော်ဒီအမိန်တော်မှာအလ္လာဟ်ရှင်မဲ့ကအတီလင်းမိန်ကြတော်မူထားပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က ဟာဒီတော်ကိုလေ့လာရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာဒီတော်ကိုဥစွာကျွန်တော်တို့၃ချိန်၃ခါဖတ်ယူလေ့လာကြရအောင်ဘစ်စမီလာဟီရာဟ်မန်ရာဟီမ် عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم رحم الله رجلا سمحا إذا باع وإذا اشترى وإذا اقتضى رواه البخاري تريد جين عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم رحم الله رجلا سمحا إذا باع وإذا اشترى وإذا اقتضى رواه البخاري تدي عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم رحم الله رجلا سمحا اذا باع واذا اشترى واذا اقتضى رواه البخاري အလ်ဟမ်ဒူလ illah ကျွန်တော်တို့ဒီဟာဒီတော်မြတ်ကြီးရဲ့အသေးပဲကိုကြည့်ကြရအောင်အန်ဆိုတာမတ်တဇင်ဆင်ပြန်ခဲ့တယ်ဂျာဘီရီဘီနီအဘဒီလာဂျာဘီရ်ဆိုတဲ့ဆဟာဘီယွန်ရဒီအလာဟူတာအလာအန်ဟူထာမဆင်ပြန်ခဲ့တော့ဟာဒီတော်ဖြစ်တယ်ဒီဆဟာဘီယွန်ကဂျာဘီရဒီအလာဟူတာအလာအန်ဟူကဆင်ပြန်ပြောကြားခဲ့တဲ့ဟာဒီတော်ဖြစ်တဲ့တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝဆလမ်မထံတော်မှတဇင် قال قال رسول الله صلى الله عليه وسلم تمنم صلى الله عليه وسلم من جارو مكي باري رحم الله الله شمع جنارو مبازي ဒီနေရာမှာကျင်နာတော်မူပါစေဆိုတဲ့အတိပဲလဲထွက်တယ်ကျင်နာတော်မူခဲ့သည်ဆိုတဲ့အတိပဲလဲထွက်တယ်အဲ့တော့အလ္လာဟ်ရှ်မဲကျင်နာတော်မူပါစေရာဂျူလန်အမျိုးသားတယောက်ကို ဲ့ဒီအမျိုးသားကဆမ်ဟန်လွယ်ကူစွာအပေးယူလုပ်တယ်ဆမ်ဟန်ဆိုတာကလွယ်ကူစွာပေါ့နော်အခြားတော်သူများကို ထောက်ထားညာတာစွာပေါ့နော်လွယ်ကူစွာထောက်ထားညာတာစွာပြုလုပ်တော့အမျိုးသားလူတူကိုပေါ့နော်အလ္လာဟ်ရှိမေနေတတော်မူပါကျင့်တော်မူပါစေတဲ့အလ္လာဟ်ရှိမေကျင့်တော်မူပါစေအီဇာဘာသူရောင်းဘာဆိုတာရောင်းတဲ့အခါကုန်ပစ္စည်းရောင်းတဲ့အခါတွေ့ကူစွာရောင်းနေနော် အဲတခါတည်းဈေးနှုန်းကိုအစမတန်တင်ပြီးတော့လည်းမရောဘူးဟလာဒီအထူးသဖြင့်လာရောက်ဝယ်ယူတဲ့သူတွေဆင်းရဲတာဖြစ်တယ်ဆိုလို့ရှိရင်ဟလာသူကလွယ်လွယ်ကူကူနဲ့ရောင်းတယ်ရောင်းပစ်ကုန်ပစ္စည်းကို ရောင်းပေးတယ်ခြားသူကို why is that တော့ဝယ်တဲ့အခါမှာလည်းလွယ်ကူစွာဝယ်ယူတယ်เนาะတခြားတော့သူများရဲ့ဈေးကိုတအားနိုင်ပြီးတော့လဲဝယ်ချင်းမပြုတ်ဘူး why is that ပေါ်တော့မိမိရဲ့ရပိုင်ခွင့်အကျွေးကိုပြန်တောင်းတဲ့အခါမှာလည်း 레구자 삐루로 노 두고 알라 쉼에 넷따로 무바지 쳔나로 무바지 보노 라히마 알라 쉼에 쳔나로 무바지 수비로 담만노 메 살라라후 알레이히 와 살라마가 이 하디스 로마 이게루 수당 삐로 무게레 수브하날라 에러 h 하디스 오리 라와훌 부카리유 이만 부카리가 ဆင့်မြန်လာတဲ့ဟာဒီသောဖြစ်ပါတယ်မင်္ဂန်တော်ဟာဒီသောတပုတ်ဖြစ်ပါတယ်အစ္စလာမ်တာဒနာတော်ဒီအလ္လာဟူရှင်မြတ်ဤတာဒနာတော်ဖြစ်သည့်အလျောက်ညံတော်ပြီးပြည့်စုံတော်မူသောအလ္လာဟူရှင်မြတ်ကအစ္စလာမ်တာဒနာတော်ရဲ့တရားဥပဒေတော်များကိုကျွန်တော်တို့လူလူချင်းအထူးသဖြင့်မွတ်စလင် မုအမင်ယုံကြည်တော်သူများကြားမှာအချင်းချင်းတူဦးနဲ့တယောက်အပေးယူရောင်းဝယ်ဖောက်ကားတဲ့အခါမှာ အပေးယူပြုလုပ်တဲ့အခါမှာကောင်းမွန်တဲ့နီလန်းဖြင့်နှစ်ဖက်နှစ်ဦးတရားမျှတတော်နီလန်းနှစ်ဖက်နှစ်ဦးတို့ကောင်းကျိုးဖြစ်စေတော်နီလန်းချစ်ချင်းမေတ္တာညာတာမှုပေါ်မှာမူတည်ပြီးတော့တူဦးနဲ့တယောက်ကုညီရမ်းပြီးမှုပေါ်မှာမူတည် ပြီးတော့အလ္လာဟူရှင်မြတ်ကဤကဲ့သို့တရားဥပဒေတော်ချမှတ်ထားတဲ့တာသနာတစ်ခုဖြစ်တဲ့အစ္စလာမ်တာသနာဆိုဆိုဒီမှာဒီအတွက်ကြောင့်ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကဤကဲ့သို့ဆုတောင်းပေးတော်မူခဲ့တယ်။ရောင်းတဲ့အခါဝယ်တဲ့အခါမိမိရဲ့ရပိုင်ခွင့်အကျွေးကိုတောင်းတဲ့အခါမှာလွယ်ကူစွာပေါ့နော်လွယ်လွယ်အခြားတော်သူအတွက်လွယ်ကူအောင် အာညာတာပြီးတော့သူအစင်ပြီးအောင်စဉ်းစားတနာကျင်နာပြီးတော့သူပေါ့နော်တခြားတော့သူရဲ့အခြေအနေကိုအထူးသဖြင့်စဉ်းစားနေပေါ့နော်ကိုကိုရဲ့အကျွေးရပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင်စဉ်းရတာများကိုဟာလာဒီအချိန်ကာလတခုသူတို့စွမ်းဆောင်ပေးနိုင်မဲ့အချိန်ကာလတခုဆိုင်းငံ့ပေးခြင်းအာတော့မဟုတ်ဟာလာကိုက တခါတည်းအကျွေးမယူပဲဟလာတူကိုခွင့်လုပေးပြီးတော့တူရဲဟလာခွင့်ပြုပေးလိုက်ခြင်းစသည်ဖြင့်လွယ်ကူအောင် ရောင်းတဲ့အခါဝယ်တဲ့အခါမိမိရဲ့ရပိုင်ခွင့်အကျွေးကိုဟလာပြန်တောင်းတဲ့အခါမှာလွယ်ကူတဲ့နီလန်ဖြင့်ပြုလုပ်တဲ့အမျိုးသားကိုအလ္လာဟ်ရှမေအကျဉ်းတော်မူပါစေဆိုပြီးတော့တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမကဒီဟာဒီသောမှာအီကေရူရဟိမလာဟူရဂျူလန်တတမန်တော်မြတ်ကဆုတောင်းပေးခြင်းလည်းဖြစ်တယ်အာ အဒူအာအဒီဘေဘောနော်တမဟုယဟတမီလ်ခဘာတမနမေကပြောပြခြင်းလဲအဒီဘေနှမျိုးလုံးဆောင်တယ်အလ္လာဟ်ရှိမေထိုဒူကိုကျင်နာတော်မူပါစေဆိုတဲ့အဒီဘေလဲဆောင်တယ်လို့အလ္လာဟ်ရှိမေဒီထိုဒူကိုခွင့်လွှတ်တော့ကျင်နာတော်မူခဲ့ပြီဆိုတဲ့အဒီဘေလဲဆောင်ပါတယ်အဲ့တော့အဲထိုမျိုးသားကဘာကြောင့်တမန်နမေဆလ္လာလဟူအလัยဟီဝါဆလမ်က အဲ့ဒါလိုလူအတွက်ဆူတောင်းပေးခဲ့တယ်ဆိုလို့ရှိရင်တူမာဒီအရင်ချင်း၃ခုပေါ့နံပါတ်၁သူရောင်းတဲ့အခါမှာပေါ့နော်ဒါကျွန်တော်အစ္စလာမ်တရားတော်မှာနော်စီးပွားရေးပြုလုပ်ဖို့ရောင်းဝယ်ပြုလုပ်ဖို့ဒါတိုက်တွန်းလို့ဆိုတော်မူတာတွေနော်တိုးတော့အစ္စလာမ်လာဒနာတော်ကပြထန်းသားဒီစီမင်းဥပဒေစီမင်းစီကံအတိုင်းပေါ့နော်အဲကျွန်တော်တို့တရားမျှတာဆိုရောင်းဝယ်ဖောက်ကားခြင်းပြုပါမယ်အဲ့တော့လူတူတယောက်ကရောင်းတဲ့အခါကုန်ပစ္စည်းရောင်းတဲ့အခါကုန်ပစ္စည်းရဲ့ဈေးနှုန်းကို เนาะကျွန်တော်တို့အများကြီးတင်ရောင်းခြင်းမပြုဘဲเนาะအာအမြင့်အနေငယ်ဖြင့်ဟောတခြားဝယ်သူကိုလည်းအစဉ်ပြေတော့အောင်ကိုယ့်ရဲ့ကွန်ပစ္စည်းလည်းရောင်းထွက်အောင်လွယ်ကူစွာရောင်းတော်သူတခါဝယ်တဲ့အခါမှာလည်းเนาะအဲကိုဝယ်တဲ့ဥစ္စာပစ္စည်းကွန်ပစ္စည်းရဲ့တန်ကြီးကိုရောင်းတော်သူထံမှအများကြီးမနိုင်ပဲเนาะလွယ်ကူစွာဝယ်ဝယ်တော်မျိုးသား နောက်အီချင်းနံပါတ်3ကကိုယ့်ရဲ့ရပိုင်ခွင့်ဖြစ်တဲ့အကျွေးပေါ့နော်ဟိုအကျွေးရပိုင်ခွင့်ရှိတယ်အဲ့လိုအကျွေးကိုပြန်တောင်းတဲ့အခါမှာလဲဟလာအအကျွေးတင်တော်သူအပေါ်မှာကိုကလွယ်လွယ်ကူကူနဲ့တူးတွဲဆင်ပြေအောင်စဉ်းစားပြီးညာတာပြီးတော့တူဤကဲ့သို့ညာတာပေးချင်းပေါ့နော်အီချင်း3ခုရှိတော့အမျိုးသားလူအမျိုးသားဆိုတာကဒါအမျိုးသမီးလေးလွမ်းချွန်ပါဝင်တယ်ပေါ့နော်အဲ့ဒါလိုလူကို အလ္လာဟုရှင်မြတ်ကျင်နာတော်ဝန်ပါစီဆိုပြီးတော့တမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမကအီကေရူဆူတောင်းပေးတော်မူခဲ့တယ်ဆုဘဟန်အလ္လာဟ်ဒါကျွန်တော်တို့အလ္လာဟုရှင်မြတ်ဤတဒနာတော်အစ္စလမ်တဒနာတော်ပဲဖြစ်တယ်ကျွန်တော်တို့ဒီဟာဒီတော်ကိုကြည်ချင်အဖြစ်ပါတိရှိရတယ်ဆိုလို့ရှိရင်အစ္စလမ်တရားတော်ကကျွန်တော်တို့ကို အဲရောင်းဝယ်ဖောက်ကားမှုပြုဖို့ခွင့်လွတ်တော်အခွင့်ပြုတော်မူထားတယ်တိုက်တွန်းလို့နိုးစော်တော်မူထားတယ်အခြားတော်သူများရဲ့အုပ်စာပစ္စည်းကိုနော်လွယ်လင်းတကူခိုးယူလို့မရဘူးဝိုက်ယူလို့မရဘူးနော်ကျွန်တော်ရောင်းဝယ်ဖောက်ကားမှုဖြင့်ကျွန်တော်တို့လွယ်ကူစွာရောင်းဝယ်ဖောက်ကားမှုပြုပြီးတော့နော်မုံမြတ်တဲ့အကျင့်တီလာများနဲ့အတူစီးပွားရေးရောင်းဝယ်ဖောက်ကားမှုအပွေးအပေးယူပြုလုပ်ဖို့ ဒီဟာဒီတော်ကကျွန်တော်တို့ကိုတိုက်တွန်းလို့ဆိုထားခြင်းဖြစ်တဲ့ရောင်းဝယ်ဖောက်ကားမှုပြုတဲ့အခါမှာကက်စီနဲ့တွန်းတူမှုမဖြစ်ဘူးလက်တိုက်တွန်းလို့ဆိုတော်မူထားတဲ့ဟာဒီတော်ဖြစ်တယ်ဒီလိုကြောင့်တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမကဤကဲ့သို့အယောင်အဝယ်ရောင်းဝယ်ဖောက်ကားမှုပြုလုပ်တဲ့အခါမှာရေဂူစာပြုလုပ်တော့အစဉ်ပြေအောင်ပြုလုပ်တော့ခြားတော်သူများရဲ့အခြေအနေကိုညာတာထောက်ထားတော့အတူ အတွက်ဤကဲ့သို့ဆူတောင်းပေးခဲ့တယ်။တခါထိုသူဒီကိုယ့်ရဲ့ရပိုင်ခွင့်အကျွေးကိုတောင်းတဲ့အခါမှာလေအလွယ်ကူစွာအဲတောင်းဆိုခြင်းပြုတော်သူအပေါ်မှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကရာဟီမလာဟူရဂျူလန်ဆမ်ဟန်အီဇာဘာအဝအီဇာရှတရာဝအီဇာကိုတာဝဆိုပြီးတော့မင့်ကြတော်မူခဲ့ပါတယ်။အလ္လာဟူရှိမေဒီထိုသူကိုထိုမျိုးသားကို ကျင့်တာတော်မူပါစေထိုမျိုးသားဆိုတာထိုတူကိုထိုလူကိုပေါ့နော်တူဒီရောင်းတဲ့အခါဝယ်တဲ့အခါရောင်းတဲ့အခါဖြစ်စေဝယ်တဲ့အခါဖြစ်စေနော်အကျွေးရပိုင်ခွင့်ကိုတောင်းဆိုတဲ့အခါဖြစ်စေတွေ့ကူစွာပြုလုံးဆောင်ရွက်တော်သူဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမ်ကအီကေရုဆူဒေါင်းပြတော်မူခဲ့ပါကြောင်းကျွန်တော်တို့ ليلى تيشي باري والله سبحانه وتعالى أعلم وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمه الله وبركاته